အဆင်မပြေဖြစ်နေရင်ငွေပူရှာလိုက်ပါတချို့သောဘဝရဲ့အဆင်မပြေမှုတွေကငွေမရှိလို့ပါဒါပေမဲ့အဆင်ပြေခြင်းလို့ငွေရှာနေပါလျက်နဲ့ငွေရှာနေင်းတွေကိုအဆင်မပြေဖြစ်နေပြီဆိုရင်တော့တခုလွဲနေပါပြီတကယ်တော့လူတွေကငွေနဲ့ပတ်သက်လို့အဆင်မပြေဖြစ်နေကြတာကငွေမရှာနိုင်လို့မဟုတ်ပါဘူးလူတိုင်းကငွေရှာနေနိုင်ပါလျက်နဲ့ငွေအဆင်မပြေဖြစ်နေကြတာတွေကငွေကိုစီမံခံခွဲမှုတေးချာမလုပ်နိုင်ကြလို့ပါ ။ငွေနဲ့ပတ်သက်တဲ့အတွေ့အခေါ်အသိပညာမှာလိုအပ်ချက်လေးတွေရှိနေသေးတယ်လို့ဆိုလိုချင်တာပါ။အဲ့တော့အခုပေါ်ပြပေးမယ့်အကြံပြုချက်လေးတွေကမိတ်ဆွေဘဝရဲ့ငွေကြေးကဏ္ဍမှာပုံမူပြီးတော့အဆင်ပြေလာစေဖို့အထောက်အကူပြုစေပါလိမ့်မယ်ခင်ဗျ။အသက်30 35ကျော်လို့မှလက်ရှိလုပ်နေတဲ့အလုပ်ကမိဆွေရဲ့အနာဂတ်မဟုတ်ဘူးဆိုရင်တော့လစ်ပါပြီ။ဟုတ်ပါရဲ့။အဲ့တော့သတိထားပါ။လိုအပ်တဲ့တက်တန်းတစ်ခုထိဝန်ထမ်းဘဝကိုဖျက်ချော်ပြီးတဲ့အချိန်ဆိုတာကအသက်30 35ဝန်းကျင်နေပဲဖြစ်ပါရဲ့ အတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်လုံလောက်တဲ့အတွေ့အကြုံဘူသူရနဲ့လုပ်ငန်းကျွမ်းကျင်မှုတွေရှိနေတဲ့အချိန်ဆိုရင်လည်းမမားပါဘူး။ဒါကြောင့်မလို့30 35လောက်ရောက်ပြီဆိုတာနဲ့လက်ရှိကိုလုံနေတဲ့အလုပ်ကကိုယ့်ရဲ့အနာဂတ်ကိုတောင်းဝင်ယူမလားဆိုတာမျိုးပြန်ပြီးတော့မေးရပါမယ်။ကိုယ့်ရဲ့အတွေ့အကြုံတွေပညာတွေဒါတွေကိုလိုအပ်တဲ့နေရာဒေသအစီကိုအမြန်ဆုံးပို့ဖို့အတွက်ရွေးချယ်ဖို့လိုအပ်နေပါပြီ။လက်ရှိနေရာမှာပဲစိတ်ချတဲ့အနာဂတ်ကိုဖန်တီးနိုင်ပြီလား။ဒါဆိုရင်လည်းနောက်ထပ်9နှစ်သက်မှတ်ပြီးတော့နေရာတစ်ခုကိုရအောင်လှုပ်ဆောင်သင်ပါတယ်။ လက်ရှိနေရာကနောက်ထပ်၅နှစ်နေလို့မှကိုဘဝကိုရဲ့မိသားစုဒါမှမဟုတ်အနာဂတ်ဟုတ်မနေဘူးဆိုရင်အမြင့်ဆုံးကိုရဲ့ပညာကိုရဲ့အတွေ့အကြုံတွေကိုကောင်းစွာအသုံးချနိုင်ရင် ထုတ်ပြနိုင်တဲ့နေရာကိုအမြန်ဆုံးရှာဖွေဖို့လိုအပ်ပါတယ်။မိတ်ဆွေရဲ့အတွေ့အကြုံနဲ့ဘဟုသုတတွေကိုအမှန်တကယ်လိုအပ်နေတဲ့လုပ်ငန်းရှင်တွေများစွာရှိပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်းလုပ်ငန်းရှင်ဖြစ်ပြီးတော်ရဲသူတွေဆိုရင်ထွက်မသွားစေခြင်းခဲ့ပါဘူး။ တခါတလေမှာအရန်တော်ပြီးတော့ကိုလုံငန်းရဲ့လိုအပ်ချက်ထက်တောင်မှကျော်လွန်နေတဲ့အရေးချင်းရှိတဲ့သူတွေဆိုရင်အမြဲလိုလိုပုံမို့ကောင်းမွန်တဲ့ကုမ္ပဏီဝယ်ရွေးချယ်ဖို့အတွက်အကြံပေးတွေလည်းရှိပါသေးတယ်။30 35ကျော်လာတဲ့အခါမှာလစာကောင်းမှုထက်နောက်ထပ်9နှစ်10နှစ်ကြာတဲ့အခါကိုယ့်ရဲ့လက်ရှိလုပ်ငန်းနယ်ပယ်ထဲမှာနေရာတစ်ခုနဲ့ရှင်သန်နိုင်မလားဆိုတာစဉ်းစားဖို့လိုလိုအပ်ပါတယ်။အဲ့လိုမှမဟုတ်လို့ရှိရင်တော့တာမန်ဝန်ထမ်းလေးဘဝနယ်ပယ်လာစာတခုတည်းကိုကိုယ့်ရဲ့အနာဂတ်အဖြစ်မှတ်ပြီးတော့ဖြတ်တန်းရတဲ့အခါမှာဘဝမှလာတတ်တာတွေများစွာတွေ့ရှိရပါတယ် ကိုယ့်ရဲ့အနာဂတ်အဆင့်မှန်ကိုရှာဖွေတက်ဖို့လိုအပ်ပါတယ်30 35ကျော်လာပြီဆိုတာနဲ့လာစာအထက်ဘဝအာမခံချက်ရှိတဲ့နေရာကိုရွေးချယ်တတ်ပါစီယောက်ျားတစ်ယောက်ရဲ့အနာဂတ်မှာကြီးပွားနိုင်လားမကြီးပွားနိုင်ဘူးလားဆိုတာကိုအခုကျွန်တော်ပြောပြမယ့်၄ချက်ကိုကြည့်ပြီးတော့သိနိုင်တယ်ပထမချက်ကကြောက်သူ့ရဲ့ဝါသနာကြီးပွားမယ့်ယောက်ျားတစ်ယောက်ကအပျော်ပါအတောက်စားအလောင်းကစားနဲ့ဂိမ်းကစားပြီးတော့သူ့ရဲ့တန်မှုရှိတဲ့လူလက်ပိုင်းအခြေအနေကိုဘယ်တော့မှကုံဆုံးခံမှာမဟုတ်ဘူး သူ့ရဲ့ဘဝအတွက်အထောက်အကူပြုနိုင်မဲ့ဝါသနာတစ်ခုဒါမှမဟုတ်တစ်ခုလောက်ရှိတတ်ကြပါပြီဥပမာ စာဖတ်တာတို့အားကစားလိုက်စားတာမျိုးတို့အတတ်ပညာတစ်ခုခုလေ့လာတာတို့ဒါတွေပေါ့လေဒူရီယာအချက်အနေနဲ့ကတော့သူ့နေတဲ့အခန်းဖြစ်ပါပြီစီးပွားရေးတက္ကသိုလ်ရဲ့လေးလာတွေးရှိချက်အရတန်ရှင်းတက်ရက်မှုကိုဦးစားပေးတဲ့ယောက်ျားလေးတစ်ယောက်ကပေဒီပေစုံနေတတ်တဲ့ယောက်ျားတစ်ယောက်ရဲ့ကြီးပွားအောင်မြင်မှုရာခိုင်နှုန်းထက်30ရာခိုင်နှုန်းတော်မှာပိုများတယ်ဒါကြောင့် ကိုနေတဲ့အခန်းအောင်တက်တက်ရရမထားနိုင်တဲ့ယောက်ျားတယောက်ကဘလို့လို့အိမ်တော်တစ်ခုနိုင်ငံတစ်ခုကိုတက်တက်ရရနဲ့ဥဆောင်နိုင်မှမလဲလို့ရှီးလူကြီးတွေကဆိုခဲ့ကြဘူးလေ။နောက်တတိယအချက် သူ့ရဲ့မိဘကိုဆက်ဆံမှုမိဘကိုကမ်းရှင်းတော်ကိုပထမနေရာမှာထားထားတဲ့ယောက်ျားတယောက်အတွက်ကြီးဝါမယ်မကြီးဝါဘူးဆိုတာငွေကုန်ခံပြီးတော့ဘေးနေသွားမိကြတာမလို့မိဘကိုကမ်းရှင်းတဲ့ယောက်ျားတယောက်ဟာကျေးဇူးတည်တဲ့သူတယောက်ဖြစ်ပြီးတော့တာဝန်ယူမှုအပြည့်ရှိတဲ့ယောက်ျားတယောက်လည်းဖြစ်တယ်။ဒါဟာလေကြီးဝါမယ် ယောက်ျားတယောက်ရဲ့လက္ခဏာစရိုက်တွေပါပဲနောက်ဆုံးချက်ကတော့သူ့ရဲ့အဝန်းဝိုင်းမှာတောက်ရည်တန်တပူကိုကုံစုံဆိုင်မှာဝယ်မယ်ဆိုရင်300နဲ့ရနိုင်တယ်ရေတံမှုကတော့အဲ့ဒီရေတံမှုပဲဒါမဲ့စားသောက်ဆိုင်မှာဆိုရင်900ဖြတ်သွားတယ်နောက်ထပ်အဲ့ဒီရေတံကိုပဲ၄ချိန်မှာဝယ်မယ်ဆိုရင်ဒေါ်လာနဲ့ဝယ်ခဲ့ရတယ်တူညီတဲ့အရေးသွေးတွေရှိကြပေမဲ့မတူညီတဲ့နေရာကြောင့်တန်မှုကပြောင်းလဲသွားတွေ့ရတယ်ဒါကြောင့်လူတစ်ယောက်ကဘယ်နေရာဘယ်အဝန်းဝိုင်းမှာရှိနေတာကသူ့ရဲ့တန်မှုကိုဖော်ပြနေတယ် အဝန်းဝိုင်းပေါ်မှာမူတည်ပြီးတော့သူ့ရဲ့အတွေးခေါ်နဲ့နားလည်နိုင်စွမ်းနေရကွဲပြားသွားတယ်။တာမန်လူအဝန်းဝိုင်းမှာ ကိုကိုကိုပြောနိုင်တာဟာဘလို့အလုပ်ကိုစူးစမ်းမေးဘလို့ငွေကိုခြွေတာတုံးရမေးဘလို့မျိုးငွေစုမေးဒါပေမဲ့ချမ်းသာတဲ့အဝန်းဝိုင်းမှာကို့ကိုတင်ပြီးမှကဘရောမအန်နီလန်မဟုတ်ဘူးသူတို့တင်ပြီးမှကငွေကိုဘယ်နေရာမှာတုံးရမေးငွေရနေငွေဖြစ်လာဖို့အတွက်ငွေကိုဘလို့ခိုင်းစီရမလဲဆိုတာကိုတင်ပြီးပါလိမ့်မယ်ဒီချက်တွေကယောက်ျားတစ်ယောက်အနာဂတ်ကြီးပွားဖို့ဆုံးဖြတ်ပေးနေပါတယ် ခမားနေနဲ့နောက်9နှစ်မှာတလဝင်ငွေ3900ရှိတဲ့လုပ်ငန်းတွေကိုတိစောက်ချင်လာ။ဒါဆိုရင်ခမားနေနဲ့ဒီအချက်တွေကိုတီထားဖို့လိုအပ်လိမ့်မယ်။ကျွန်တော်လည်းပဲလုပ်ငန်းလုပ်နေကြတဲ့လူအများစုကိုတွေ့ဘူးတယ်။စကားလည်းပြောဘူးတယ်။တို့ကဘာပြောလဲဆိုရင်အလုပ်လုပ်နေရနှစ်ဘလောက်တော့ကြာပြီကွာ။ထိန်ထားသလောက်လည်းမတိုးတက်လာဘူးဆိုတာပဲ။အဲ့အတွက်အဖြေကဘာလဲဆိုတော့တို့ကအလုပ်ကိုမပိုင်မင်းနဲ့အလုပ်ကတို့ကိုပိုင်နေရပါ။ကျွန်တော်တေချာရှင်းပြမယ်နော်။မနေ့အလုပ်စားလုပ်တယ်ဆိုကြတဲ့က ပစ္စည်းမှလည်းခမားဈေးရောင်းလည်းခမားပဲကတ်စတမာကြီးနဲ့စကားပြောလည်းခမားပဲအမှတနေ့လုံးမအားဖြစ်နေတော့တနေ့တနေ့ခမားလုပ်ငန်းလေပတ်ဖို့လုပ်နေရင်းနေပဲခမားအနေနဲ့လုပ်ငန်းကြီးထွားဖို့နောက်တစ်ဆင့်ကိုတက်လန်းဖို့စဉ်းစားချိန်မရှိတော့ခမားကိုခမားအတွက်တောင်မှတီးတန့်ကိုပိုင်ချိန်မရှိဘူးခမားနဲ့လုပ်ငန်းတူတွေကခမားကိုကြော်တက်သွားတော့မှပြပြတလေးလေးနဲ့ငါတလောက်အလုပ်လုပ်နေတာဘာလို့သူတို့မမီရလဲဆိုပြီးဖြစ်သွားအောင်လုပ်ငန်းတစ်ခုကိုစလုပ်တဲ့အခါမှာအချိန်အတိုင်းတာတစ်ခုထီတော့ခမားကကိုယ်တိုင်ပြည့်ပြည့်ဝဝဝင်ရောက်ပြီးတော့အလုပ်ကန်ရလိမ့် ဒါမို့လုပ်ငန်းအနေနဲ့လဲပတ်နေပြီဆိုရင်တော့တချို့လုပ်တွေမှာခမရဝင်ကူစရာမလိုတော့ခမရအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမဟာဗျူဟာတွေချမှတ်ရေးဆိုရဲ့အပိုင်းကိုပဲကင်ထားရလိမ့်မယ်ဒီလိုလုပ်ဖို့အတွက်ခမရစီးပွားရေးလုပ်ငန်းအတွက်စနစ်လိုအပ်ပါတယ်လုပ်ငန်းရဲ့ဝင်ငွေနဲ့ထွက်ငွေကိုစီးစစ်ဖို့အတွက်ဘယ်လိုစနစ်တွေကိုတုံးပါလဲဒါအောင်ပြေရှားပြီးတော့လုပ်ငန်းမှာကျင့်သုံးရမယ်လုပ်ငန်းရဲ့ marketing ဘိုင်းကိုဘယ်လိုစနစ်တွေကိုတုံးပါလဲဥပမာ social media ကိုတုံးပါလား social media မှာ facebook ကိုတုံးပါလားဒါမှမဟုတ် youtube လား တစ်တော့သုံးပါလား Facebook ကိုသုံးမယ်ဆိုရင်ဘလို့ကွန်းတန်တွေကိုလုံးအောင်မလဲဗီဒီယိုတွေကိုဖန်တီးပါလားပုံတွေဖန်တီးပါလားအဲကနေမှတပတ်မှဘယ်နှပုတ်တင်ပါလဲဘယ်ရက်တင်ပါတင်ပါလဲဒီကနေမှ customer service အပိုင်းတွေပစ္စည်းဝယ်တဲ့အပိုင်းတွေဝန်ထမ်းတွေကိုစီမံခန့်ခွဲတဲ့အပိုင်းတွေအထိအသေးစိတ်စီရင်ပြုစုရမယ်ရလာတဲ့စီရင်တွေအလိုက်ဘယ်လောက်မှဘသူနဲ့တင့်တော်ရဲဆိုတာကိုခွဲပြီးတော့တာဝန်ပေးရမယ်ဒါမှခမရအတွက်အချိန်ပိုတွေထွက်လာပြီးတော့လုပ်ငန်းကိုနောက်တစ်ဆင့်တိုးချဲ့ဖို့အတွက်စူးစမ်းနိုင်မှာဖြစ်ပါတယ် ဒီနေ့လည်းနေကအလီဘာဘာစာကြည့်တိုင်းမှာတင်ပေးထားတဲ့ကဘာကျော်စာအုပ်တွေတွေကကောက်နှုတ်ချက်တွေဖြစ်ပါရည်။အလီဘာဘာစာကြည့်တိုင်းမှာစာအုပ်တုတ်ဖတ်ပြတာတွေမလုပ်ခင်မှာအဆိုပါစာအုပ်ကိုအနည်းဆုံး9ရက်6ရက်ကြာအချိန်ယူဖတ်ပါရည်။အနည်းဆုံး3ချိန်လောက်အချိန်ရင်ဖတ်ပြီးတော့မှစာအုပ်ကပေးခြင်းတဲ့သင်ခန်းစာတွေပညာတွေအတွေ့အကြုံတွေတန်မိုးကြီးမဆုတွေကိုစနစ်တကျကောက်နှုတ်ပါရည်။ပြီးရရင်ကျွန်တော်တို့ကစာအုပ်ရဲ့အနည်းချုပ်ကိုအစာဆုံးစီစဉ်ပါရည်။ပြီးမှအတန်သွင်းမှုအတန်သွင်းတဲ့နေရာမှာလေးကြည်လင်းပြသနိုင်ဖို့ အသံအနေထားအဖြတ်တောက်ကစားအသေးစိတ်ညွန်ကြားပါလိ။နောက်တစ်ဆင့်အနေနဲ့ဗီဒီယိုတွေအဖြစ်ဖန်တီးဖို့တဲ့စီစဉ်တာဖြစ်ပါလိ။ဗီဒီယိုတွေရလာပြီဆိုရင်လည်းစိတ်တိုင်းကြတဲ့အစာဆုံးဗီဒီယိုကိုကြည့်ပြီးမှအလီဘာဘာစာကြည့်ရိုက်မှာတင်ဆက်ပေးတာဖြစ်ပါလိ။အလီဘာဘာစာကြည့်ရိုက်မှာတင်တဲ့စာအုပ်တော်ချင်းစီအတွက်ကျွန်တော်တို့ကတင်းလိုက်သေးချာစနစ်တကျစူးစားပြင်ဆင်ပေးထားဖြစ်ပါလိ။ငွေကြေးကုန်ကြများလို့အချိန်လေးအတော်ပေးရတဲ့အစီအစဉ်လေးဖြစ်ပါလိ။သို့တော်ကျွန်တော်တို့တွေဒီလိုမျိုးငွေအားလူအားအချိန်အားတွေကိုစိုက်ထုတ်ပေးထားတာကရွေချက်ရှိပါတယ် ပတ်စံအရန်ရှိပြီးတော့တခုခုဆိုဈေးကြီးပေးရတဲ့သင်တန်းတွေကိုတက်နီးပြတွေငှားပြီးတော့ကိုယ်ပိုင်လုပ်ငန်းကိုလုပ်နိုင်သူတွေကလူနည်းစုပဲဖြစ်ပါတယ်။အများစုကစီးပွားရေးဘဝတိုးတက်ရေးငွေကြေးအသိပညာအစရှိရတဲ့အတွက်သိမ့်ဆယ်ချီပြီးတော့အကုန်ကြမခံနိုင်ကြပါဘူး။လူအများစုမသိတာကအခုခေတ်စီးပွားရေးအကြံပေးတွေလုပ်ငန်းတိုးတက်ရေးအကြံပေးတွေဆိုတာကလေကဘာကျော်စီးပွားရေးစာအုပ်တွေငွေကြေးစာအုပ်တွေမာကတ်တင်နီလန်စာအုပ်တွေစတဲ့စာအုပ်တွေကိုဖတ်ထားကြရတဲ့သူတွေပဲဖြစ်ပါတယ်။ဒီတော့ ခမရလက်လန်းပမိတဲ့စာအုပ်တွေကအကြောင်းအရာတွေကိုသူတို့ကပို့သီးတော့တခြားသူစီကနေအကြံပေးကအများရကြတယ်ခမရလည်းသူတို့လိုတည်သွားမယ်ဆိုရင်တော့ခမရအတွက်ဝင်းဝေးလမ်းကြောင်းတစ်ခုတိုးလာမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကဇီနုံကတက်တာစုံနဲ့ကဘာကျော်စာအုပ်တွေကိုတည်ရှုနားဆင်နိုင်မှုအတွက်အများအားစူးစမ်းနေပါတယ်ဒီလိုအခွင့်အရေးမျိုးကိုရနိုင်တာကအလီဘာဘာမှာပဲဖြစ်ပါတယ်တခြားဘေးနီးယားမှာခမရမရနိုင်ပါဘူးဒီလိုကဘာကျော်စာအုပ်တွေကိုဘေးနီးယားမှာတည်ရှုနားဆင်ရမှာလေလူများစုက Facebook ဖွင့်လိုက်ပြီးဆိုတာနဲ့ကိုယ့်အတွက်အရေးမပါဘူးပဲကြည့်ပြကြတာများပါတယ် ဒီတော့အချင်းကုန်တာပဲအဖက်တင်နေအလီဘာဘာစာကြည့်လိုက်မှာဆိုလို့ချင်းရင်ဒါမျိုးတွေကြုံတွေ့ရတော့မှာမဟုတ်ပါဘူး Facebook ဖွင့်လိုက်တာနဲ့အလီဘာဘာစာကြည့်လိုက်တဲ့ကိုဝင်ပြီးတော့ဇာတ်ဒီရဲ့အစီအနစ်တွေကိုတင်ဆက်ပေးထားတဲ့ဗီဒီယိုတွေကိုကြည့်ရှုနားဆင်ရုံလေးပါပဲအလီဘာဘာစာကြည့်လိုက်ဆိုပြီးတော့တီးတန် Facebook Secret Group ကိုလည်းတိစောက်ပေးထားပြီးတော့ကမ္ဘာကျော်ဇာတ်ဒီကိုအဆိုပါ group ထဲမှာတီးတန်ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါပါဒါဆိုရင်မေးကြရှိပါတယ်အလီဘာဘာစာကြည့်ရဲ့တီးတန်အဖွဲ့ဝင်တယောက်ဖြစ်ချင်နေ ကဘာကျော်ကြီးဝါတိုးတဲ့ဆောင်းတွေကိုလည်းကြီးစုနားဆင်ကျင်နေဆိုရင်ဘယ်လောက်များကြာတယ်မလဲဟုတ်ကဲ့ပါရာသပန်ကြီးစုနားဆင်ခွင့်အတွက်၈000ခွဲကျပ်ပေးကြာတယ်မှာဖြစ်ပါရီတခါမှမပေးဘူးတဲ့ promotion ကိုဒီနေ့တရက်ပဲပေးပါမယ်ကဘာကျော်ဆောင်းတွေကို ကြီးစုနားဆင်ခွင့်အတွက်3000ကျပ်ပေးကောက်ခံသွားမှာဖြစ်ပါရီမှချက်3000ကျပ်ပဲလက်ခံပါရီအလီဘဘာရဲ့ပရိသတ်တွေကထပ်မံတောင်းဆိုကြလို့ promotion ထပ်ပေးတာဖြစ်ပါရီအများကြီးလည်းမပေးနိုင်ပါဘူးခင်ဗျာ ပြီးတော့ခမရတို့ကဒီလိုမျိုးအခွင့်အရေးကိုတွေ့ရဆိုတာကလေအလီဘာဘာရဲ့စာပေတွေကိုအမြဲတမ်းဖတ်ရှုအားပေးနေလို့ပါပဲဒါကခမရတို့ပေါ်မှာအလီဘာဘာရဲ့ကျေးဇူးဆန္ဒတမျိုးပါပဲလူပြည်တာအယံမြန်ပါတယ်ဥသူရပါမယ်ခမအထူးအခွင့်အရေးကိုအရာယူဖို့ဆိုရင်တော့ကျွန်တော်တို့အလီဘာဘာမက်ဆေ့ချာမှာလက်ဆောင်လို့သာပို့ပေးလိုက်ပါတသက်တာကဘာရောစာအုပ်တွေကိုဖတ်ရှုနားဆင်ခွင့်ရရှိမှာဖြစ်ပါတယ်ခင်ဗျားဖုန်းတစ်လုံးပဲလိုအပ်ပါတယ်ကျွန်တော်တို့ကကဘာကျော်စာအုပ်တွေကိုမြန်မာဘာသာနဲ့ခင်ဗျားကိုဖတ်ပြမှာပါ